ချက်ပြား923မှာတော့ပြန်ကထွက်လာတဲ့ဘောလုံးကရင်းစီမှာရှိနေခဲ့ပြီးအကုန်လုံးဖျက်ဆီးဖို့အတွက်လာနေပါပြီ။ကြောက်စရာကောင်းနေခဲ့တဲ့ရင်းကိုဘတ်စတမ်မှချင်းအတင်းသားတွေကလည်း3ရောင်းလောက်တေချာဆောင်ကြည့်ပြီးဒိဋ္ဌာန်နေကြရပါတယ်။ကိုရိုနာနဲ့ဟီယိုရီက ဖလုံးဝင်နေခဲ့တဲ့ရင်းကိုအသက်နိုင်ဆုံးသားကြတယ်ဆိုပေမဲ့သူတို့ရဲ့လှုပ်ရှားပုံတွေကရင်းအတွက်တော့နှိမ့်နေခဲ့ပါတယ်စိတ်ထဲမှာတော့ဒီတမကရန်သူတွေကိုစိန်ခေါ်နေခဲ့မိပြီးထိုကီမီဆုနာနာဆေရိုနဲ့တွဲကစားနေခဲ့ပါတယ်ဘောလုံးကနာနာဆေဆီကိုရောက်သွားတဲ့အခါမှာလူကတ်ခန္ဓာရဲ့ရင်းကနောက်ကိုပြန်ဆုတ်လိုက်ပြီးတော့ရှေ့ကိုပြေးလာတဲ့အခါလူပင်းလန်ကြောင့်ပွင့်သွားပြီးတော့နာနာဆေကလမ်းမေးလိုက်ပါတယ်ရင်းကကန်သွင်းမဲ့ပုံစံဖမ်းလိုက်တဲ့အတွက်ကြောင့်ခူရိုနာနဲ့ရိုက်ချီကအသေးအတန်ကာဖို့ပြင်လိုက်ပါတယ်။ဒါပေမဲ့ဟန်ဆောင်ကောင်းလုံးနဲ့ရင်းကကန်သွင်းဖို့လုံနေခဲ့တာမဟုတ်ပဲအယောင်ပြနေခဲ့တာဖြစ်ပြီးတော့ဘလုံးထိလိုက်ပြီ ဟီရီရဲ့ကြောပေါ်ကနေဖြတ်ပြေးသွားပါတယ်ကြည်နေရတာရှောင်းလင်းစော့ကအတိုင်းပဲနောက်ဆုံးနောက်ရင်ကသူ့ရဲ့ပိုင်နဲ့တဲ့ကိုရောက်သွားပြီဖြစ်တဲ့အတွက်ကြောင့်အကောင်လုံးကကန်သွင်းတော့မယ်လို့ထင်လိုက်ပါတယ်ဒါပေမဲ့ရင်ကကန်သွင်းရမယ့်အစားဘောလုံးရက်တိုင်ပြစ်လိုက်ပါတယ်ခိုင်ဆန်တဲ့အီဆာဂီရောကရင်ဘာလို့ရက်လိုက်လဲဆိုတော့သွေးနေခဲ့ကြပြီတကယ်တမ်းရင်ကမကန်သွင်းလိုက်ရတဲ့အကြောင်းရင်းကတော့ဒီလိုနေရာမှာစာအိတ်တရှိနေမယ်ဆိုရင်အဲ့ဒီလောက်နဲ့မလွန်လောက်သေးဘူးလို့ပြောမှဖြစ်ပြီးတော့ကိုသွင်းနိုင်မယ်ဆိုရင်တော့မှရင်ရင်စင်ကဲပြောင်းလဲမှုစီကိုဒီလောက်နဲ့ဥတည်လို့ရနိုင်သေးမှာမဟုတ်ပါဘူးဘဝတစ်ခုလုံးလောင်ကျွမ်းပြစ်တဲ့ဆိုတဲ့အတိတ်ပဲကတော့ ကိုယ့်ရဲ့အတ္တမသုံးပုံစံနဲ့အတ္တမသုံးပြစ်မှတ်ကိုစိန်ခေါ်တဲ့အရာဖြစ်တယ်လို့ရင်းကခံယူထားပြီးတော့ဘောလုံးကလည်းနောက်ကခြားစီကိုပြန်ပေးလိုက်ပါတယ်။တံပြန်တိုက်စစ်နောက်တစ်ခါလှုပ်ဖို့အတွက်ကန်သွင်းလို့ရမယ့်အခွင့်အရေးကိုဆွန့်လွှတ်လိုက်တာဖြစ်ပြီးတော့ရင်းရဲ့အထူးကယူရချက်ကဘတ်စတမန်ချင်းအသေးသားတွေကိုတစ်ခါဖြက်စီးရုံနဲ့အားမရသေးတဲ့အတွက်ကြောင့်ကန်သွင်းလို့ရခဲ့ပေမဲ့လည်းအစားအနေပြန်ဆဖို့ဆွန့်ပြလိုက်တာဖြစ်ပါတယ်။တကယ်ပွဲထဲမှာဆိုရင်တတတာဘန်းခံရပြီဆိုပေမဲ့ New Equestria မှာမလို့လုတ်ချင်ရလုံနေခဲ့တာပါအတသမားတွေထဲမှာအဆိုးဝါးဆုံးအဆိုးဝါးဆုံးအတသမားတယောက်ဆိုပြီးတော့ Noah Ring ကိုမှတ်ချက်ချလိုက်ပါတယ် ရေရဲ့နောက်ထပ်တစ်ကြိမ်တိုင်ပြန်တိုက်စစ်ကအကုန်လုံးဖြစ်စည်းဖို့အတွက်တပံပြလာနေပြီးယူနီဆက်ပွဲရောင်းလိုမျိုးယူသွနေခဲ့ပါတယ်တကယ်တမ်းတော့အဲ့ဒီထက်တောင်ပို့ပြီးတော့ကြော်လုံနေတဲ့အစ်စ်တစ်ခုကိုစူးစမ်းနေခဲ့တာဖြစ်ပါတယ်နာဂီဘာရိုခိုင်စာရောလိုမျိုးအန်အိုစီကကောင်းတဲ့လူတွေကိုအရင်ကမြင်တွေ့မှုတွေဆိုပေမဲ့ရေရဲ့အခုပုံစံတစ်ကတော့အီစာဂီရဲ့ဘဝတစ်ချက်လုံးမှာပထမအဦးဆုံးအနေနဲ့သူ့အတွက် ခမန်းလို့လုံးဝမရတဲ့ဒရဝါဆိုးတကောင်လို့ဖြစ်နေခဲ့ပြီးအတော်လေးလဲထိတ်လန့်နေခဲ့ပါတယ်ရင်းရဲစိတ်ထဲမှာအလုံးတစ်ခုမေးလိုက်ပြီးအဲ့ဒီမေကိုကတော့မင်းတို့ရဲ့ဘဝမှာအတက်ကိုရင်ပြီးတော့ဘောလုံးကမူလားဆိုတဲ့မေကိုမဲ့ဖြစ်ပါတယ်တရားကိုလုံးဝတက်ပြစ်ခြင်းနဲ့စိတ်နဲ့ဘောလုံးကစားဘူးလားစားရဲ့အီတူရှိကိုကျော်လွန်နိုင်မဲ့အတ္တမဆုံးပုံရိပ်တစ်ခုကိုရင်းကလိုချင်နေခဲ့ပါတယ်ပြေးကြည့်အတင်းဘက်မှာဘောလုံးက၃ချိန်ပြောင်းအနေနဲ့ရှိနေခဲ့ပြီးဘလူးလော့ရဲ့နံပါတ်၁အီတူရှိရင်းကဘောလုံးကိုပတ်ဆိုင်ထားပါတယ်ရင်းရဲ့လောက်ရက်ကိုအီစာကီကတော့နားမလည်နိုင်ဖြစ်နေခဲ့ပြီးစိတ်ထဲမှာလဲမေကိုနဲ့များစွာရှိနေခဲ့ပါတယ် ဘယ်အကြောင်းကြောင့်ပဲဖြစ်နေပါစေလောရဲကအတိပဲမရှိပဲရင်းရဲ့စိတ်ကမဖက်နိုင်ဖြစ်နေပြီးတဘို့အတွက်နီလန်းကိုလည်းရှာမြဖြစ်နေခဲ့ပါတယ်နီလန်းကြကြခမန်းလို့မရနိုင်တဲ့အပြင်အုံနောက်ကပါအလုံးမလုံးနိုင်ဖြစ်သွားပြီးတော့ရင်းကကြောက်ဖို့ကောင်းနေခဲ့ပါတယ်ရင်းနဲ့အီစာကီနှစ်ယောက်သားထိတ်လိုက်တွေ့နေကြတဲ့အခါမှာအီစာကီကိုမင်းတက်နိုင်တာဒါအကုန်မဲလားဆိုပြီးတော့ရင်းကစိန်ခေါ်လိုက်ပါတယ်မင်းကငါ့ကိုတတ်ဖို့အတွက်လာခဲ့တာဆိုပေမဲ့မင်းရဲ့ပုံစံကရန်ကိုတနာဖို့ကောင်းနေတာမလို့ငါ့ရဲ့ပြိုင်ပြက်တယောက်အနေနဲ့မင်းကိုမတက်မတက်ဘူးဆိုပြီးတော့ဆိုင်ရဲ့အကွက်နဲ့အီစာကီကိုကြော်ပြတ်သွားခဲ့ပါတယ် ရင်းရဲ့ပြောက်ွက်တွေအောက်မှာအီဇာကီကခြေချော်ကျသွားခဲ့ရပါတယ်အตาလေးအနိုင်ယူခံလိုက်ရတဲ့အတွက်ကြောင့်ဒေါသအိုရိုက်ချီကအီဇာကီကိုအပြစ်တင်လိုက်ပါတယ်မေဘီသူတို့ကြသုံးရတယောက်တော့မနိုင်တစ်ဖက်မှာအီဇာကီကတော့အချိန်ချိန်ကြာရှုံးခဲ့ရတာအမြဲတမ်းပုံစံအစ်တဲ့ပြန်လည်မွေးဖွားနိုင်ခဲ့ပြီးရင်းနဲ့မတွေ့ခင်တော့ကလည်းအမြဲတမ်းပြင်ဆင်ထားခဲ့တဲ့အတွက်ဒီတစ်ခါမှာလဲရင်းရောအနိုင်ရနိုင်မဲ့နီလောင်ရှာတွေ့မဲ့ညံကြည့်ရှင်အီဇာကီဆိုတာငါပဲလို့ကြုံဝါလိုက်ပါတယ် တဖက်မှာရင်းကချားစီကိုဘောလုံးပေးလိုက်ပြီးအရင်တော့ဖြစ်တယ်လို့လူပဲပုံတွေကိုမလို့ချင်တော့ပဲချားစိတ်ကြိုက်ကြိုက်တယ်လို့ပေးလို့ရတဲ့အတွက်ကြောင့်သူ့ရဲ့လှုံ့ဆော်မှုအတိုင်းစိတ်ကြိုက်ပေးခံလိုက်ပါတယ်ရင်းရဲ့စကားလုံးတွေကြောင့်ချားစကတက်ကြွသွားခဲ့ပြီးအဆိုးအဝါဆုံးပေးဖို့မှုကိုလှုပ်ပေးမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်လော်ကီကလည်းချားစီရဲ့တက်ကြွနေတဲ့ပုံစံကိုအခြေနဲ့ကြီးကျင်းနဲ့နေခဲ့ပြီးချားစီကိုဘောလုံးရောက်ရှိသွားတဲ့အတွက်ကြောင့်ဘက်ဆက်မှန်ချင်းအတင်းသားတွေကပြာပြာခတ်နေခဲ့ကြပါတယ်အားလုံးဆိုပေမဲ့ဆရာကြီးအစာကြီးမပါဘူးခကြီးကြီးရင်းကဒါဘောလုံးကစားနေတာမဟုတ်တော့ဘူး တယောက်ကိုတယောက်တက်ပြက်ကြရမယ်ဟာပဲဆိုပြီးပြောလိုက်ပါတယ် bro what the fuck charles က kira ကိုလိမ့်လိုက်ပြီးတော့ယူတုနေတာ rain တယောက်တည်းမဟုတ်ဘူးဆိုပြီးတော့စိတ်ထဲမှာတွေးနေခဲ့ပါတယ်အားလုံးကအသေးအံဖြစ်နေကြတဲ့အချိန်မှာ charles က robona cross နဲ့ဖြတ်တင်ပေးလိုက်ပြီး rain ကလည်းပေးလိုက်တဲ့ဘက်ကိုအလိုက်တတိပြေးသွားပါတယ်အဲ့လိုပေးမမှုတော့ buster man ချင်းအတင်းသားတွေကနည်းနည်းလေးတော့မတုံ့ပြန်နိုင်လိုက်ပဲ rain ito shi တယောက်ကပဲတုံ့ပြန်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီပေးမမှုကိုတုံ့ပြန်နိုင်တာ rain ito shi တယောက်ထဲတော့မဟုတ်ခဲ့ပါဘူးသူကတော့ ရှီတိုရီဆဲပဲဖြစ်ပါတယ်တိုက်စစ်မှုနည်းအောင်တယောက်ကိုတယောက်တိုက်ခိုက်ပြီးတော့ဂိုလူသွင်းကြဖို့အတွက်နှစ်အောင်လုံးရောက်နိုင်တဲ့ကံချက်နေရမျိုးချားစ်ကတမင်ပေးပို့လိုက်တာဖြစ်ပြီးအခုဆိုရင်တော့ဘဒူကအနိုင်ရသွားမလဲဆိုတာစောင့်ကြည့်ရပါတော့မယ်ချားစ်ကအားလုံးလှည့်သွားသွားခဲ့ပြီးဇန်ထက်စုကခੁနီကာမီကိုအချိန်ဆွဲလာခဲ့တာမလို့တက်လုံလဲကြားနေခဲ့တဲ့ခੁနီကာမီကဂိုသိမ်းဖို့ဆာလောင်နေတဲ့နဆိုးလွတ်ပေးမိသွားပြီးတော့ PG ရဲ့တိုက်စစ်မှုနှစ်ယောက်ကတယောက်နဲ့တယောက်တိုက်ခိုက်ရတော့မှာပဲဖြစ်ပါတယ်ဘောလုံးကရင်ကန်သွင်းနိုင်မဲ့နေရာကိုမရောက်ခင်မှာရှီတိုအရင်ဦးသားမှဖြစ်တဲ့အတွက်ကြောင့် ရှီတိုထက်အရင်ဘောလုံးရနိုင်မဲ့လမ်းကြောင်းအရင်ဆုံးရှာဖွေလိုက်ပြီးတော့သွေတော်ပြီဆိုတာနဲ့အရှင်ယူပြီးတော့တဟုံတို့ပြေးလိုက်ပါတယ်ရှီတိုကသူတည်းမရှိနိုင်လို့ပြေးတော်ပြီလို့ထင်ပေမဲ့တကယ်တမ်းမှာတော့ရင်ကဒီထက်ပိုပြီးတော့ခက်ခဲတယ်ရှီတိုတော့မရောက်နိုင်တဲ့ဂုံးမျိုးအရန်အောင်ခက်ခဲတဲ့ကန့်ကျက်မျိုးနဲ့သူ့ကိုယ်သူစင်ခေါ်လိုက်တာဖြစ်ပြီးတဆင့်ခုန်ခံခြင်းနဲ့ဒေါင်းထဲကိုကန့်သွင်းမှဖြစ်ပါတယ်သူရဲ့အကောင်းဆုံးပုံစံတစ်ခုကိုရောက်နိုင်မဲ့စံချိန်အသေးတစ်ခုကိုရင်အီတိုရှီက ခက်မန်းနိုင်နဲ့ကံကြက်အစ်စ်နဲ့စံချိန်အစ်စ်တစ်ခုကိုတင်နိုင်လို့မယ်လို့ထင်တော့ပေမဲ့စာရေးအီတို့ရှိတာဆက်ရှိနေအောင်မယ်ဆိုရင်တော့အဲ့ဒီကံကြက်ကိုတားနိုင်အောင်မှာပဲဖြစ်ပြီးရင်းကိုတနာစီရဒရော်လေးလို့ဆက်ပြီးတော့ဆက်ဆက်နေအောင်မှာပဲဖြစ်ပါတယ်ရင်းရဲ့အကောင်းဆုံးကံကြက်အစ်စ်ကတော့စာရေးအီတို့ရှိရဲ့ရိတ်ကိုကျော်လွန်ဖို့မလွန်လောက်သေးပဲအဲ့ဒီရိတ်ကိုအနိုင်မယူနိုင်မချင်းရင်းကဆက်ပြီးတော့တိုးတက်တော့မှာမဟုတ်ပဲတက်ပြချင်းတဲ့စိတ်ကလွဲပြီးတော့နိုင်ယူနိုင်မဲ့နီလန်တစ်ကိုရံမတွေးနိုင်ဖြစ်နေခဲ့ပါတယ်အကြံတွေလည်းအိုက်နေခဲ့ပြီးတစုံတစ်ယောက်ရဲ့လုံးဆောင်မှုမျိုးလိုအပ်နေတဲ့အချိန်မှာပဲစာရေးအီတို့ရှိရဲ့အရေးကိုတစုံတစ်ယောက်ကဖောက်ထွက်ခဲ့ပြီးတော့ ။ဣစာကရွေးချီဆိုတဲ့ကောင်လေးကရင်းကိုအစွမ်းကုန်ကြိုးစားပြီးတော့သူ့ကိုတားဆီးပေးမယ်လို့ပြောလိုက်ပါတယ်။သူ့ရဲ့ကံချက်ကိုပိတ်ဖို့လာခဲ့တဲ့ဣစာကကိုရင်းကအဲ့လိုဖြစ်ခွင့်မပေးဘဲသူနဲ့သူအဆုံးဆုံးတိုက်ခိုက်ပြီးအတူတူတေးဖို့ထိစီစဉ်ထားပြီးတော့ဒီလိုမခံမနိုင်တဲ့အဖြစ်အဆောင်အောင်ဖြစ်ပေါ်စေတဲ့ရင်းရဲ့ဖြစ်စီခြင်းစိတ်ကိုနှိုးဆပေးတဲ့တဦးစီတော်ရင်းရဲ့ပြန်ဘက်ကတော့ဣစာကပဲဖြစ်ပါတယ်။ဣစာကတားနေတဲ့ကြားနေရင်းကရအောင်ကန်သွင်းလိုက်ပြီးတော့မြန်ဆန်တဲ့အချိန်နဲ့တိကျတဲ့ကံချက်ကဘယ်ဘက်အပေါ်တောင်းဥတီနေခဲ့ပြီးတော့မိဘမချခင်ကန်သွင်းလိုက်တဲ့ကံချက်က ပိုက်ကွန်နဲကိုတန်တမ်းမတ်မတ်ဝင်သွားခဲ့ပါတယ်။အဲ့လိုကန်ကျက်အသေးကြောင့်ပဲရင်ကအရင်ကမခံစားဘူးတဲ့ခံစားချက်တစ်ခုကိုဣစာကြီးကြောင့်ခံစားလိုက်ရပါတယ်။ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ။ဗီဒီယိုကိုကြည့်နေတတ်တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ YouTube Channel လေးကို Like and Subscribe လုပ်ခဲ့ပြီးကြားဖို့တောင်းဆိုချင်ပါတယ်။အပီကြားတဲ့သူတူတူတယောက်ချင်းတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။နောက်ပိုင်းနေမှာပြန်တွေ့ကြတော့ပေါ့။